တတိတိချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုဖိုင်ဆိုင်လေးဟာဒီတပတ်အတွက်သတ္တမမြောက်တင်တဲ့ဗီဒီယိုဖိုင်ဆိုင်လေးဖြစ်ပါတယ်နော်နံပါတ်6ခုမြောက်ဗီဒီယိုဖိုင်ဆိုင်လေးပါ2025အချိန်20အတွက်ဖြစ်ပါတယ်ဒီဆိုင်လေးရလည်းမတင်လို့မရဘူးပြန်နော်ဒီဖြစ်စဉ်လေးရလည်းနည်းနည်းထူးကြတယ်အားရအောင်ကျွန်တော်တင်ခြင်းတို့ပြသပေးလိုက်ခြင်းဖြစ်ပါတယ်ကဲကျွန်တော်လည်းဒီချက်လေးလာကြည့်လိုက်အောင် သူဖြစ်စဉ်ကဒီ1992ကနေစတယ်ပြီနော်92ခုနှစ်မှာလေးထိပ်စီထွက်တယ်နော်92ခုနှစ်မှာလေးထိပ်စီထွက်တယ်ပြီးရင်သူ့ရဲ့ဘေးမှာနော်ပေါင်းကျခွန်ပါတယ်ပေါင်းကျခွန်ပါပြီးတော့မှသူက1896ဆိုတဲ့နက္ခတ်နှစ်စုံပေါ့နော်အဲ့အဲ့ဒီလေးလုံးအပြီးပေါက်တယ်နော်လေးထိပ်လို့ထွက်တယ်ဒီဘက်ထဲမှာပေါင်းကျခွန်ပါတယ်ပြီးရင်နက္ခတ်နှစ်စုံ1896အပြီးပေါက်တယ်ပြီးရင်ရှင်းနှလုံးကို ဒီဘက်ကိုဆက်ကြည့်လိုက်ရင်နောက်နှလုံး၆လို့ဖြစ်တယ်နော်ဒီလေးထည့်ရဆောင်မှာပူးခွာကနာဒီမှာတော့ဒီမှာတော့အခြေပူးပူးထားရယ်နော်ပူးခွာကနာအဲ့ဒီ၆ပူးကိုကျွန်တော်ပြန်ထုတ်မယ်နော်92 92ကို220ပေါင်းရယ်92 92ခုနဲ့ပေါ့လေးထက်နော်လေးထက်ရဲ့ဘေးမှာပေါင်းချက်ခွန်ပါတယ်နှက်ခတ်နှစ်စုံ18 96အပီပေါ့အဲ့ကောင်ထွက်ပြီးရတယ်ရှေ့နှလုံးကကို ီဘက်မှာနောက်နှလုံး6ဒီ၄ထည့်ရဲ့ဇောင်းမှာလည်းအပူခွားကနေရှိတယ်ဒီမှာကတော့အခြေကူပဲเนาะဟိုဘက်မှာတော့လည်းဒါ6ဘူးပေးခဲ့တယ်ဒီမှာ3ဘူးပေးခဲ့တယ်เนาะ90 90ကို220ပေါင်းရင်2012ပေါ့เนาะ2012အထောက်ဆက်နှစ်မှာ၄ထိပ်လို့တည်ပြီးတယ်၄ထိပ်လို့တည်ပြီးရင်သူကနှလုံးပေါင်းခွန်ပါတယ်ပြီးရင်နှက်ခတ်နှစုံ၁၈၉၆ပြီးပေါက်တယ်ပြီးရင်ရှင်းနှလုံးက၉နော်ရှင်းနှလုံး၉လို့ 6လို့ထည့်ရတယ်ပြီးရင်နောက်နှလုံး6လို့ထည့်ရနော်ခြေ6နောက်6เนาะဒီမှာကျတော့ဒီလေးထည့်ရဲ့ဇောင်းမှာခြေဘူးမဟုတ်တော့နောက်ဘူးဖြစ်သွားတယ်เนาะ66ဘူးเนาะနောက်ဘူးဖြစ်သွားတယ်အဲ့ဘူးနောက်ဘူးဆိုနောက်ဘူးတိုင်းဆိုပြန်လာတယ်เนาะအဲ့ကောင်ကငါးဆွန်းနှစ်ကိုပြန်ဖို့ဟုတ်ပြီเนาะအဲ့ကျတော့ဒီ82ခုနှစ်ကိုပြန်သွားကြည့်လိုက်အောင်82ခုနှစ်မှာကျွန်တော်ကဒီ6နှလုံးအပူကိုဒီလေးထည့်ရဲ့ဇောင်းက6နှလုံးအပူကိုပြန်ထုတ်မှာเนาะငါးဆွန်းနှစ်ဘယ်နေရာမှာထုတ်ရမှာလို့ဆိုတော့ ဒီလေးထည့်ရဲ့အောက်မှာတဲ့နော်လေးထည့်ရဲ့အောက်မှာတုံညအလယ်နော်တုံညအလယ်ရှိသလိုအဲ့ဒီပွဲထဲမှာပဲတုံညတက်လို့ထောင်းနေရနော်တုံညတက်လို့တန်းနေဗျာတုံညအလယ်ကမူတည်ရှိရမယ်ဒီလိုတန်းရတယ်မတန်းရသူကထိတ်နေတန်းရတယ်မတန်းအပိတ်နေတန်းဒီမှာကြတော့နော်တုံညအလယ်ကမူတည်ရှိရမယ်တုံညအလယ်မူတည်ရှိသလိုတုံညတက်အထောင်လည်းရှိရမယ်နော်အဲ့ဒီတုံညထိတ်ကို နှစ်နှစ်ကျော်ဒီမှာတက်လို့ပြိထားတယ်။အဲ့တုံနှက်အလေနှစ်နှစ်ကျော်တက်ပြိသူရဲ့နှစ်ပင်ကျော်မှာမှအစောနာဒီ၆နှလုံးပူးတဲ့ကောင်ကဒီမှာ၆ပူးလို့ပြန်ကြ။သူရဲ့ဘေးမှာတော့နှလုံးနှလုံး၆ကအများရန်မှုတည်ရှိနော်။နှလုံးနှလုံး၆အများရန်ရှိ။ဒီတုံနှက်အလေနဲ့တုံနှက်တက်လေးပဲမရှုံးနဲ့နော်။ဒီမှာသူကတုံညာလည်းဒီမှာရှိနေတဲ့အတွက်ဒီဘက်မှာတုံညာတက်ကသူကသူလွတ်လာဖြစ်ပြီ။ဒါဖြစ်ပြီးတာပေါ့နော်။အုံညာလည်းနှစ်နှစ်ကျော်မှာတိပိတ်အဲ့ဒီတိပိတ်ကို နှစ်ပင်ကြော်လိုက်ရင်စောနာဒီ6ခုဟာ6နှလုံးလာဘူးတယ်သူ့ရဲ့ဘေးမှာတော့နောက်နှလုံး6ခုတွေရှိရမယ်နောက်အဲ့ဒီ6ခုဟာနှစ်နဲ့ပေါက်တယ်နော်အာပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်ဒုတိယဖြစ်စဉ်ကကြတော့ဒီမှာနော်လေးထည့်ရဲ့ဆောင်းက33ပြန်ပို့ရမယ်33ဟာ9ဆွန်းနဲ့2ခုပို့ဘယ်ချိန်မှာပို့မအောင်ဆိုဒီ4ဆွန်းသောနှစ်မှာ3ညအလင်း3ညအလင်း3ညတစ်နောက်တစ်ခုရှိရမယ်နော် အဲဒါမျိုးပြောတာနော်တုံညက်တိလို့ဒီမှာတုံညက်အလယ်လေးဖြစ်တယ်သူတစ်ပါတာလိုက်ထောင်လိုက်တော့အဲ့လိုထောင်ပြီးတော့မှနှစ်နှစ်ကျော်မှတစ်လို့ပိတ်အဲ့လိုတုံညက်အလယ်နဲ့နှစ်နှစ်ကျော်ကဒီလိုတစ်နဲ့အဲ့လိုတန်းပြီးတော့မှသူနှစ်ပင်ကျော်မှဒီ33အခြေဘူးဟာနော်ဒီဒီလေးထည့်ရဲ့တောင်က33ရှေ့ဘူးပဲနော်အဲ့ကောင်ကဒီနေရာကိုပြန်ပို့တာဘာလို့ပုံဆိုဒီဖြစ်စဉ်နေကြောင်းနော်နှစ်ပင်ကျော်မှပြန်ပို့ပြီးရဲ့ဘေးမှာတော့နောက်နောက်6ကမှသိရှိတယ် အဲ့ဒီ၃ခုကဘာနဲ့ပေါက်လို့လဲ၃နဲ့ပဲပေါက်တယ်နော်။ဘာလား66ကို2နဲ့ပေါက်တယ်လို့ဒီ33ကို3နဲ့ပေါက်တယ်။အနှစ်တလက်3တလက်4တလက်ပေါ့ဗျာနော်။ဟုတ်ပြီတတိယဖြစ်စဉ်2012မှာဒီ၄ထည့်ရဲ့ဆောင်ကဒီမှာကျတော့နောက်ဘူးဖြစ်နေနော်။66နောက်ဘူးဖြစ်။ဟုတ်ပြီအဲ့ကျတော့ဒီကောင်ကသူ့ရဲ့အောင်မှာတော်တယ်ဒီမှာ3ည1တော့ထောင်းတယ်။3ညအလယ်မရှိနော်။ဟောဒီမှာနော်။ ုံညာလည်းထောင်တုံညာအလဲလည်းဖြစ်တယ်တစ်လည်းထောင်တာเนาะတုံညာတစ်အဲ့ဒီတုံညာတစ်ကိုနှစ်နှစ်ကျော်လာရင်တစ်ကပိတ်သွားပြီเนาะတုံညာအလဲနှစ်နှစ်ကျော်မှတစ်ပိတ်ပြီးရနှစ်ပင်ကျော်မှမှတွေ့လာသွန်66ကမနောက်ဘူးဖြစ်နေတဲ့အတွက်66ကနောက်ကိုပဲလာတယ်အဲ့ဒီအချိန်မှာ၄ရကြတော့ထိတ်ကိုရောက်เนาะသွန်6ချောင်းနဲ့668ဘူးကိုနှစ်အပိတ်နဲ့ပေါက်တယ်66နဲ့338ဘူးကို3ပိတ်နဲ့ပေါက်တယ် တုံးထွားအခုဒီမှာကြတော့ဒီ6 6နောက်ဘူးကို၄ထိပ်နဲ့ပေါက်တယ်၄6 6เนาะဒီမှာဘာလို့နောက်ဘူးဖြစ်သွားလဲဆိုတော့ဒီမှာနောက်ဘူးဖြစ်နေလို့เนาะဒါဒါနှစ်ဆုံးသောနှစ်ရဲ့ဖြစ်စဉ်၃ခုပေါ့เนาะ52ရဲ့နောက်တစ်ခါ52နဲ့52เนาะဒီကဆိုလို့ကျင်တာဗျာ ဒီ၃ဆုံးသောနှစ်ကအပူကို၅ဆုံးသောနှစ်ကိုပြန်ပို့တာနော်ဒီ၃ဆုံးသောနှစ်ကဒီအပူကို၅ဆုံးသောနှစ်ကိုပြန်ပို့တာဒီ၃ဆုံးသောနှစ်ကအပူကို၅ဆုံးသောနှစ်ကိုပြန်ပို့ကဲဟုတ်ပြီအကြရအိုက်အိုက်ပုံစံလိုက်ကျွန်တော်ဆက်သွားကြည့်အောင်ခုနဆက်နှစ်နော်ဒီခုနဆက်၃ကဒီဒီ၆ပူကိုဒီလိုပို့လိုက်အဲ့လိုဆိုခုနဆက်၃ပြီးရင်ကျွန်တော်၈ဆက်၃ကိုသွားကြည့်အောင် ကျက်တဲ့တုံးခုနဲ့မှာကြတော့ကျွန်တော်ကခြေဘူးကြီးပဲကျွန်တော်လိုက်ခံခြေဘူးဟောဒီမှာခြေဘူးဘူးရွတ်လာနော်ကျက်တဲ့တုံးခုနဲ့မှာကျွန်တော်အပူဖွားရလို့မဟုတ်တော့ခြေဘူးကိုလိုက်လိုက်ဖမ်းတော့ပါကျက်တဲ့တုံးခုနဲ့မရှိဘူးအဲ့ဒီခြေဘူးပါလို့ထွက်ဆုံးပြောဒီနှစ်ဆုံးသောနှစ်အလဲနှလုံးတုံညာလို့ထောင်နေရှိဟုတ်လားအလဲနှလုံးတုံညာလို့ထောင်နေရှိသူ့ရဲ့အပေါ်တုံညာရဲ့ဘေးမှာ ခြေဘူးကနာနော်အဲ့ဒီခြေဘူးကနာသုံးဆုံးသောနှစ်ရဲ့ပထမဆုံးထွက်တော့ခြေဘူးကနာဖြစ်ရအောင်အဲ့ကောင်ကလည်းဘာလို့ဖြစ်တော့ဆိုတော့ဒီနှစ်ဆုံးသောနှစ်မှာပထမဆုံးထက်တဲ့သုံးညနှလုံးရဲ့ဘေးမှာဖြစ်ရအောင်အဲ့အဲ့လိုတစ်ခုနဲ့တစ်ခုအချိန်ဆက်ဖြစ်နေတာပေါ့နော်ပြီးတော့မှဒီနှစ်နှလုံးဆိုတော့အဲ့ဒီနှစ်ကိုပေါင်းခြင်းနှစ်ဖြစ်အောင်အပေါ်မှာတပင်ကြောမှာပါရှိဘူးတုံညရှိတယ်အဲကြတော့နှစ်ရဲ့နှစ်ရဲ့တပင်ကြောကတုံညရဲ့ နှစ်နှစ်သုံးညဆိုနော်အဲ့ဒီနှစ်နှစ်သုံးညဆိုတဲ့ကဏ္ဍဟာနော်တစ်နှစ်ကျော်ငါးဆောင်းသောနှစ်မှာပြန်ထွက်တယ်ပြောတာဒီမှာပြန်ထွက်တယ်ထွက်တော့ဘယ်လိုထွက်တုံးဆိုတော့အစွမ်းနာဒီဘက်ကကောင်ပြန်ပြီးတော့ကျွန်တော်ကပုံစံပြန်ပြီးတော့ဒီမှာရှေ့ဘူးဖြစ်တဲ့အတွက်နော်မရှိဘူးနဲ့ပဲသူလာထွက်တယ်เนาะသူကဘယ်ချိန်မှာထွက်မှာလဲ နော်ဘယ်ဒီမှာထွက်မှောင်တော့ဒီ3ဆုံးတော့နှစ်4ဆုံးတော့နှစ်အပူခွက်ဒီမှာအပူခွက်ဒီမှာအပူခွက်တပင်းကျော်မှာတလူအပူခွက်အဲ့လိုဖြစ်ရဒီမှာတော့ဖြစ်တယ်ဒီမှာမဖြစ်ဘူးနော်ဒီမှာအပူခွက်ဒီမှာအပူခွက်ဒီကုမဖြစ်ဘူးဒီမှာအပူခွက်တပင်းကျော်မှာအပူခွက်ဟုတ်လားဒါလို့အပူခွားဖြစ်ပြီတပင်းကျော်မှာဒါလို့အပူခွားနှစ်ခုဆင့်ပြီသူ့ရဲ့ဘေးမှာနော် အဲ့နှစ်နှစ်ဆရာပဲကဒီသုံးသုံးသောနှစ်ရဲ့ပထမဆုံးပူသောဒီနှစ်နှလုံးကိုအပေါ်မှာသုံးရတလုံးထည့်ပြီးတာနှစ်ဖြစ်အောင်ပေါင်းချင်းနှစ်ဖြစ်အောင်အကြလမနှစ်နှစ်ဆယ်ဆိုပြီးတော့တော့ဒီမှာအွန်လိုင်းကျင်းလိုက်ကြပါနော်ဒီလိုစိတ်အောင်လိုက်နဲ့နော်တွေ့လားအပူကတပင်ကျော်ပါလေအပူကနော်အဲ့ဒါ83ကဲဟုတ်ပြီဒီမှာသုံးထွိုင်ကိစ္စကလည်းဒီမှာပြီးခဲ့ပြီเนาะ93 93 သုံးထိုင်ရဒီသုံးနှလုံးကဒီကိုပို့ပြီးဦးသက်သုံးတော့2003တော့2003မှာပထမဆုံးပူတော့ရှိဘူးမပူနော်ဟောဒီမပူပြီဗျာခွန်ပူနော်အဲ့ခွန်ပူကိုနှစ်ဖြစ်အောင်တပင်ကြောမှာဟဲ့လားငါနော်ခွန်နဲ့ငါနဲ့တူလာတန်းနေနော်ခွန်နှလုံးနဲ့ငါနဲ့တန်းပြီး ဲ့ကောင်ဘာဖြစ်လို့ဖြစ်တော့ဆိုတော့ဒီနှစ်စွန်းသောနှစ်မှာအလဲနှလုံးတုံရလို့ထတ်တဲ့အချိန်နော်အလဲနှလုံးတုံရလို့ထတ်တဲ့အပေါ်တုံရရဲ့ဘေးမှာအဲ့ဒါဒီသုံးစွန်းသောနှစ်ရဲ့ပထမဆုံးပူသောကနမ်းမယ်ခွန်ပူကနော်အဲ့ဒီခွန်ဘူးကဒီဘက်ကိုပြန်ပိတ်ရတယ်နော်ဟိုဘက်မှာတော့ပထမဆုံးပူးတော့ဒီနှစ်ဘူးကဒီဘက်ကိုပြန်ပိတ်ရတယ်နော် ပြီးတော့မှနှစ်နှလုံးကိုတပင်ကြွားတုံညာနဲ့တော့ပေါင်းချင်းနှစ်လန့်ထောက်လိုက်တာဟုတ်ပြီနော်အကြတော့ဒီမှာဇောနာအဲ့ဒါလေးပြောဖို့ကြံခဲ့လို့မခွန်ဘူးနော်ခွန်ဘူးကိုတပင်ကြွားမှာဒီမှာငါလို့ထည့်လိုက်ဒီပြီးတော့ဒီခွန်ဘူးကိုဒီဘက်ကိုပြန်ပြီးတော့ပြန်ပြီးခွန်တစ်လုံးပြန်ပိတ်တယ်ပြီးတော့မှအကုန်လုံးကောက်ချက်ချလိုက်တော့ခွန်ခွန်ငါအဲ့ဒီခွန်ခွန်ငါဟာဒီဘက်ကိုလာပြီးထွက်တယ်ဘယ်တိမ်မှာထွက်မှာကောင်းဆိုတော့ဒီ သုံးသုံးသောနှစ်လေးသုံးသောနှစ်မှာပူးခွဘယ်လိုပေးလိုက်တာနော်ဒီမှာ3661လေးလေးတန်းတယ်ဒီလိုနှခုမတန်းဘူးနော်ဒီမှာပူးခွတန်းတယ်ဒီနှခုမတန်းဘူးနော်အော်ဒီမှာဘူးခွနှစ်ခုတန်းသူ့ရဲ့တပင်ကျော်မှာဒီမှာနှစ်ခုတန်းပြီးတော့မှဒီမှာ9ခွန်ခွန်တဲ့နော် ။အားခွန်ခွန်လို့ကျွန်တော်ကဘာလို့ဒူထက်တော့ဆိုတော့နာတုံးထိုင်ကိုကြည့်လိုက်။တုံးထိုင်မှာကျတော့ကနန်းတုံးလုံးဖြစ်နေရှေ့ဘူးလား၊နောက်ဘူးလား၊အခွာလားနော်။ဒီအားနှစ်ခုတည်းကတော့ကျွန်တော်ကရှေ့ဘူး၊ရှေ့ဘူးသူ့တာဝန်ကြီးပဲနော်။ဒီဘက်ကကောင်းတဲ့ချိန်မျိုးဆိုတော့ကျွန်တော်ကရှေ့ဘူးယူရမှာလားနောက်ဘူးယူရမှာလားအခွားယူရမှာသူကဒီနောက်ဘူးကိုယူသွားတယ်နော်အဲ့ဒီနောက်ဘူးယူသွားတဲ့အတွက်သူကဒီမှာငါးခွန်ခွန်ဆိုပြီးတော့နော်ငါကျင်းနေမျက်စိမလဲသွားနေနော် ဟုတ်လားဆိုဒီမှာတော့ဒီ66နှစ်ဆိုတော့ရှေ့ဘူးဖြစ်တဲ့ဆိုဒီမှာသူကနှစ်နှစ်တုံညဆိုပြီးချက်ပါနော်ဒီမှာကြတော့333ဆိုတော့ဗျာသူကသူကနောက်နှလုံးကိုယူသွားတယ်နော်နောက်နှလုံးပုံစံအတိုင်းနောက်ဘူးကိုယူရပေါ့ဗျာနော်ဒီမှာတော့ငါးခွန်ခွန်လို့လာထက်ဟုတ်ပြီနော်ကြည့်ဟုတ်ပြီဒီမှာဒီ2013ကလည်းဒီ6ဘူးနောက်ဒီ6နောက်ဘူးကိုဒီကိုပို့လိုက်အဲ့ဒါ73ပြီးတော့23သွား ်အဆက်တော်ခြေဘူးကနန်းကြည့်အောင်မပေးဘူးပြသလားတော်ဒီမဲ့ပေးပြီနော်ဒါ23ခုနဲ့ပထမဆုံးပြုတဲ့ကောင်အောင်နားရောက်မှလာကြတာနော်ကျိန်20မှလာကြနော်20 29ကျိန်4ခုနော်အဲ့ဒီ4ခုပါလို့ဖြစ်တော့ဆိုတော့ဒီနှစ်ဆုံးသောနှစ်မှာအလယ်နှလုံးတုံများလို့ထပ်တဲ့အရှင်မရှိဘူးနော် အလဲနှလုံးသုံးညာလို့ထပ်တယ်ရှင်ဒီမှာလာထပ်တယ်နော်ကျတော့ပထမသုံးညာရဲ့ဘေးမှာဒါပထမဆုံးဒီသုံးဆုံးတော့နှစ်ရဲ့ပထမဆုံးရှေ့ဘူးပဲအဲကျတော့ဒီလေးနှလုံးကိုနှစ်ဖြစ်အောင်ပါရှိအောင်သူ့ရဲ့တပင်ကြောင့်မှရှစ်ရှိတယ်တွေ့လားလေးလေးရှစ်နော်လေးနှလုံးနဲ့နှစ်ဖြစ်အောင်ရှစ်ထည့်ပြီးတယ်နော်အဲကျတော့ဒီရှစ်လေးလေးဆိုတဲ့ကဏ္ဍပေါ့နော်ရှစ်လေးလေးဆိုတဲ့ကဏ္ဍဟာအဲသုံးဆုံးတော့နှစ်လေးဆုံးတော့နှစ် အပူခွာနှခုထပူခွာနှခုထမယ်ဆိုတော့ဒီမှာပူခွာထနော်ဒီမှာပူခွာထတဲ့တပင်းကျော်မှာအပူခွာတလို့ထတယ်နော်အဲ့ကောင်ရဲ့ဘေးမှာရှစ်လေးလေးဆိုတော့ကောင်လာထွက်ရမယ်နော်သောနာဒီလေးပူခွာလည်းဒီကိုပြန်ပိတ်ထားသေးရဲ့နော်ဒီလိုပူခွာဖြစ်ပြီဒီလိုပူခွာဖြစ်ပြီ အဲ့ဒါကြောင့်မလို့ဒီ၄နှလုံးနဲ့ရှစ်ကဒီမှာရှစ်လေးလေးလို့ထွက်ဒီမှာရှစ်လေးလေးလို့ကျွန်တော်ကဘာလို့ယူတော့ဆိုတော့ဒီမှာ၄၆၆ကိုကြည့်လိုက်နော်၅၆၆နောက်ဘူးနောက်ဘူးဒီ၄၆၆ကနောက်ဘူးဖြစ်နေတဲ့အတွက်ကျွန်တော်ကဒီမှာဒီရှစ်လေးလေးကိုရှစ်လေးလေးအတိုင်းမထည့်နော်အဲ့ဒီအချိန်မှာဒီသောင်းနှာ၄ဘူးကလည်းပထမဆုံးကြာတော့ကဏ္ဍဟာနော်ဒီ၄ဘူးဖြစ်တဲ့အတွက်အဲ့၄ရာဒီကိုပြန်ပိတ်ထားတယ်နော်ဘူးခွအထက်တယ် ငါတို့ပူကွာထားတူရပြေးမှာရှစ်လေးလေးပဲဒါเนาะအကုန်လုံးကိုပြန်ပြီးတော့ရှုပ်လိုက်ရင်เนาะပထမဆုံးတည်လိုက်တဲ့ကောင်က66အဲကောင်နှစ်နဲ့ပေါ့နှစ်နဲ့ပေါ့ဆိုတော့ဒီမှာ66နှစ်66နှစ်ဆိုတော့၄ပြိတ်เนาะ၄ပြိတ်ဆိုတော့ဒီမှာပထမဆုံးထွက်တော့ခြေဘူးကနှစ်နှစ်เนาะဒီ၃ညနဲ့ပေါ့ဆိုတော့နှစ်နှစ်၃ညအဲ့ဒီနှစ်နှစ်၃ညကလည်း၄ပြိတ်ပဲเนาะနောက်ဒီမှာ၃ဘူးကို၃နဲ့ပေါ့ဆိုတော့ပါဆိုတော့ သုံးထွန်ဆိုနော်သုံးထွန်ဟိုဒီသုံးသုံးသောနှစ်မှာပထမဆုံးရှိဘူးဆိုတော့ခွန်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 ဟိုပေါင်းခြင်းနှစ်ဆိုတော့၅ထဲလာခွန်ခွန်၅ခွန်ခွန်၅ဟိုဒီမှာဒီအပူဖွားဒီအပူဖွားရဲ့ပေးမှာထွက်၅ခွန်ခွန်ဆိုတော့၉ပြိတ်နော်ဒီသုံးထွန်ရလဲ၉ပြိတ်ပဲနောက်တကဒီ73ရဲ့ဒီ6ပူကို၄နဲ့ပေါက်ဆိုတော့6ပြိတ်ဖြစ်သွားတာပေါ့၄6 6နော်ဟုတ်ပြီအဲ့ဒါကိုဒီသုံးသုံးသောနှစ်မှာ အထမဆုံးရှိဘူးဆိုတော့ဒီလေးဘူးအဲ့ဒီလေးကိုကျွန်တော်ကပေါင်းချင်းနှစ်ဖြစ်အောင်လုပ်ရင်ရှစ်ထဲမှာရမလေးလေးရှစ်ဆိုတော့6ပြည့်အဲ့ကောင်ရှစ်လေးလေးလို့ဒီမှာထည့်လိုက်တယ်နော်ရှစ်လေးလေးဆိုတော့နော်466က6ပြည့်ဖြစ်တယ်လို့ရှစ်လေးလေးရတယ်6ပြည့်နော်66နှစ်နဲ့2နှစ်3ညနဲ့4ပြိတ်3ထွိုင်းနဲ့5ခွန်ခွန်နဲ့9ပြိတ်နောက်ဆုံးအခု466နဲ့8လေးလေးနဲ့6ပြိတ်နော်အဖြေရတာလေးပဲနော် ီရှစ်လေးလေးနော်ဒီကနန်းကလည်းဒါတငယ်ကျွန်တော်ဒါမပြလို့မဖြစ်ဘူးနော်ကဲမိတ်ဆွေတငယ်ချင်းများအားလုံးကံကောင်းကြပါစေ။